လေဝင်းမြို့ရဲထဲမှာထူးဆန်းစွာပေါ်လာပြီးတော့လူများကိုဗေးဒီဖြစ်နေစေတဲ့လေနေစိန်အလုံးမေးမိကလာပါစနေတိုင်းနူပေးကနေပြန်လေကကြိုဆိုလိုက်ပါရင်မြန်မာနိုင်ငံမှာငလင်ကြီးလုပ်ပြီးရင်အဖိုးတန်ရန်နာတွေပေါ်ထွက်မယ်ဆိုတဲ့စကားရှိခဲ့ပူပါရင်ငလင်လုပ်ပြီးနောက်အင်းဝါမှာရှင်နဲ့တော်လို့ပြောကြတဲ့အစအဦးလေးပေါ်ထွက်လာခဲ့တယ်လို့အခုလေလေကြီးနေစိန်ကချောင်းထဲကနေထွက်လာခဲ့ပါပြီရန်နာတိုက်တွေကိုရှာမတွေ့သေးပေမဲ့တက်သားကြီးကိုထွင်ထားတဲ့လေကြီးကတော့ရေထဲကနေပေါ်လာပါရင် ဒီလေကြီးနေစဲနဲ့ပတ်သက်လို့တွေ့သူတိုင်းကစိစရာခက်နေတဲ့ပြင်တာမန်ထက်ကြီးမားတဲ့လေကြီးလေးဖြစ်နေပါတယ်။လေကြီးနေစင်းကိုတွေ့တဲ့နေရာကတော့နေပြည်တော်လေဝေးမြို့နယ်တွင်မှရှိတဲ့ပတ်တာချောင်းကနေရှာတွေ့တာပါ။လေကြီးနေစင်းကိုချောင်းထဲကနေတီချောင်းစီတွေ့ရတာဖြစ်ပြီးရွာသားတွေကစတင်တွေ့တာဖြစ်ပါတယ်။တွေ့တဲ့လေကြီးကိုဖော်ပြီးတော့ဂုံးမော်ကိုတင်လိုက်ပြီးနောက်အချောင်းလေကြီးတစ်စင်းကိုလည်းထပ်မံတွေ့ပါသေးတယ်။လေရဲ့ရှိကပေ90ကျော်ရှိတာကြောင့်ကြီးမားတဲ့လေကြီးဖြစ်ပြီးတက်သားနဲ့ထွင်ထားတဲ့လေဖြစ်ပါတယ်။ တစ်သားတစ်လုံးလုံးကိုထွင်းထားတာဖြစ်လို့တံမိုးကြီးမာတဲ့တစ်သားလေးတွေလည်းဖြစ်နေပါရည်။ဒါပေမဲ့လေရဲ့ဝမ်ပိုက်ကတော့ကျင်းမြောင်းနေလို့အလျောင်းရှိပေမဲ့လည်းလူနှစ်ယောက်တောင်မှထိုင်လို့မရတဲ့လေပုံစံဖြစ်နေပါရည်။ဒီလေကြီးကချောင်းထဲမှာဘေးတုံးကမြုပ်သွားကြတာလေ။ပုံစံတူလေကြီးနှစင်းကိုဘာတွေပြုတ်လုထားရလဲဆိုပြီးတော့တွေးတောနေကြပြီးတော့အမြင်မျိုးမျိုးနဲ့ထင်ကျေးတွေပေးနေကြပါရည်။အချို့တွေကတော့ဒီလေကပင်ကုန်းလေဖြစ်တယ်လို့ပြောကြပါရည်။ပင်ကုန်းလေဟာစတင်လောက်ခဲ့ရင်တော့ပင်မဲမိမယ်လေ။ရှက်ပြေးရှင်လိုပဲနောက်ပိုင်းမှာမြန်ဆန်နေလေလို့ပြောကြပါရည်။ အချို့ကလည်းဒီလေဟာတက်သားကိုထွင်းလို့မပြီးသေးတဲ့လေကြီးဖြစ်ပြီးလေဝန်းကိုမီးနဲ့ချင်းမှာပဲကျေလာနိုင်မယ်လို့ပြောကြပါရယ်လေကိုပြုတ်လို့လို့မပြီးသေးခင်မှာချောင်းထဲမှာထားခဲ့တာလေးဖြစ်နိုင်ကြောင်းခံမဲကြပါရယ်လေကြီးဒီစင်ဟာအချိန်ကြာကြာရေထဲမှာမြုပ်နေပြီးခုမှပဲပေါ်လာတာကတော့ထူးဆန်းနေပါရယ်ရေထဲမှာနှစ်ပေါင်းများစွာမြုပ်နေပေမဲ့လေတက်သားတွေကတော့ဘာမှဖြစ်မသွားခဲ့ပါဘူးကျွာသားရင်းနဲ့အနီးနားပတ်ဝန်းကျင်ကတော့ဒီလေကြီးကိုထူးဆန်းသပွဲလာကြည့်နေကြပြီးဘလို့လေဖြစ်မလဲလို့ခံမနေကြပါရင် အချို့ကလည်းဒီလေကြီးဟာကုန်းမောင်ကေပကံမင်းလက်ထက်ကတိုးဝင်လေတော်ကြီးဖြစ်တယ်လို့ပြောကြပါရယ်ကုန်းမောင်ကေပကံမင်းလက်တဲ့1849ခုနှစ်မှာအင်္ဂလိပ်တွေမြန်မာပြည်ကိုဝင်လာတဲ့အချိန်မှာရေတက်တော်မှာအုံပြုဖို့အတွက်စုစုပေါင်းလေးစင်းရေတထောင်ကိုပြုလုပ်ခဲ့ကြပါရယ်လေစင်းပေါင်းတထောင်ကိုပြည်မှာပြုလုပ်ကြတာဖြစ်ပြီးတော့အလေတွေကိုနမဲစင်တွေလည်းထိုးထားခဲ့ကြပါရယ်ဒီလေကိုစစ်တောင်းမြစ်ကနေတစဉ်ရန်ကုန်ကိုအင်အားပြည့်တင်းမှုတွေထွင်ခဲ့တာပါ1852ခုနှစ်မှာအင်္ဂလိပ်မြန်မာစစ်ပွဲပြီးပေါထွင်းစေလေတွေကို ရုံးမင်ချောင်းတဲမှာထားခဲ့ကြတယ်လို့ဆိုပါရယ်။လေဝေမြို့နယ်ရုံးမင်ချောင်းတဲမှာလည်းဒီလေကြီးနှစ်စင်းလိုအရှိန်59ပေးရှိတဲ့လေကြီးကိုတွေ့ဘူးကြပါရယ်။ရုံးမင်ချောင်းတဲမှာတွေ့ရတဲ့တိုးဝင်းလေတော်ကြီးကို1962ခုနှစ်ဇွန်လမှာတွေ့ရတာပါ။ဒါကြောင့်လေဝေကပတ်တာချောင်းတဲမှာတွေ့ရတဲ့လေတွေကလည်းဗကံမင်းလက်ထက်ကတိုးဝင်းလေတော်ကြီးများဖြစ်နေမလားဆိုပြီးတော့စဉ်းစားနေပါရယ်။လက်ရှိမှာတော့လေနဲ့ပတ်သက်ပြီးအမြင်မျိုးမျိုးပြောနေကြပေမဲ့တကြဲနားလေသူတွေကိုစောင့်မျှော်နေကြပါရယ်။လက်ရှိမှာတော့ဒီလေကြီးနှစ်စင်းကိုချောင်းဘေးကတောင်ပေါ်မှာထားထားပြီးတော့ လာကြည့်ရတဲ့သူတွေများနေပါရဲ့လေဝေကပတ်တာချောင်းထဲကနေထွက်ပေါ်လာတဲ့လေရှိကြီးနှစ်စင်းကဘလို့လေးဖြစ်နိုင်လေဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်